问题二十五。没没有不懂，第二重在哪？刚刚背的钱，把人家背的钱。 အဲ့ပါဆိုရင်အခုလိုအားထုတ်နေမှာမဟုတ်ဘူး။ဒါတော့အားထုတ်နေတဲ့အခုလိုအချိန်ပေါ်ပြီးပြဿနာရှိတော့မှတ်မှတ်သားလား။တတိထားပြီးတော့ခံလာပါကြည့်။ဒီလမ်းညွှန်ချက်ကိုလည်းပဲတစ်ဖက်ကနားထောင်ပြီးတော့ ခန္ဓာကလမ်းကြုံထားတဲ့ကိစ္စကိုလည်းခန္ဓာကိုဉာဏ်နဲ့ကြည့်။ရှိရမတရားသိဖို့မှတ်ဖို့ကဉာဏ်ပြဆာဆံဖို့သဘာဝတွေထောက်ပြနေတာကိုကိုယ်ကသိရော။ဒီထောက်ပြတဲ့သဘာဝတရားတွေပြည့်သွားတာကိုကိုယ်ကသိရော။ အပြစ်လိုက်ရမယ်လုံးဝခန္ဓာရဲ့သဘာဝတရားကိုရှုဝကြည့်ရတဲ့တတိပ္ပံလုံးဝဒုက္ခနာကိုကိုအကဲခတ်တော့ညာညာလေးအကဲခတ်တဲ့အခါတော်တော်တာဝကဖြစ်နေကောင်းပါလေ ခန္ဓာဖွဲ့စည်းထားတဲ့သဘာဝတရား2မျိုးထောက်ပြတဲ့သဘာဝအလေးပဲသူ့ရဲ့တောင်းအောင်ရသူမင်းကြီးသက်ပေါက်ပြန်တယ်ပေါက်ပြန်ပြီးတော့ပြည့်စည်သွားဟာမအနှစ်သာရမကြံနဲ့ အကျုံးမဲ့ဖြစ်ပြီးတော့ပျက်စီးသွားတဲ့ပုံစံတွေတောင်တူတက်လောကတော့တော့မြတ်စွာဘုရားရူပအတ္တိလောကအတ္တိရဲ့တော့ဆုံးညာရူပဖောက်ပြန်တဲ့လောကတွေအတ္တိလောကမိမိမှလောကအတ္တိရဲ့လောကမိမိဥစ္စာမှလောကတော့ညာသက်သက်ရှိသုံးရိုက်ကင်း ။သဘာဝတရားကြီးဖောက်ကြလာပြီးပြက်ကုန်လားဟာ။တုံတော့စီးပြတယ်။ရေတုံကလည်းယူလို့ပဲ။ဒါဘိသုကပြက်စက်ခါကြပါ။အာအာတော့အနိတာရံကိုမကြောက်။ဒါဒီသဘောကအခုရှိရဲ့သုဘိသသူဆောင်ရွက်ချက်။ဒါမှမသိတော့ အဲ့ဒါဒီပြင်လေငါပဲငါဥစ္စာပဲဣဒ္ဓမမဣသောဟမလူဣသောမေအတ္တမသိတဲ့ပုဂ္ဂိုလ်ဆိုမှခြင်းပဲမြတ်စွာဘုရားပြောတာသဘောတရားကြည့်လိုက်တော့မိမျိုးစုံနဲ့ပြောင်းလဲဖောက်ပြန်ပြီးတော့ပျက်စီးကုန်တာပေါ့ပြန်တော့လည်းမကောင်းဘူးပျက်စီးတော့လည်းမကောင်းဘူး တပတ်ကနန္တရားဆိုတဲ့သိသဘောရှိရလေပဲအမျိုးမျိုးကိုအာယုဝတ္ထုတိုက်ဆုံမှုဖြစ်တိုင်းသိတာပဲပြည့်စည်သွားတာတော့အဲ့ဒီနှမျိုးနဲ့ပေါင်းဆက်ထားတဲ့ခန္ဓာနှမျိုးစုံပြည့်စည်ဧတံမမငါဥစ္စာလို့လည်းယူရမရှိဘူး ေသောဆောင်တော်ကငါလို့လည်းပြောကြရမရှိဘူးလုံးဝပြည့်စုံထုတ်ထုတ်တဲ့သောဧသောမေအတ္တငါအနစ်သာပါပဲအကောင်းခဲပဲအခိုင်အမာပဲငါပဲလို့လုံးဝပြောကြရမရှိဘူးဒါရီမသိတဲ့ခန္ဓာကိုမကြည့်တတ်တဲ့ပဋိပဒါကပုထုဇဉ်တော်သဘောတရားကိုမသိတဲ့ပုထုဇဉ် ိတ်သဘောတရားဒီပျက်စီးမှုမပြီးတော့လာပဲငါဥစ္စာလည်းသိတယ်ဒါအိမ်မှာမှားလို့နဲ့ဆက်ပဲလို့ပြဒီလိုဆိုရင်လည်းမကောင်းဘူးမိမိတို့ပျက်စီးပျက်စီးရင်ဒီလိုသွားဆိုတာဟိုးဆိုးအဲ့တော့ခန္ဓာအကြောင်းကိုမသိရတဲ့အတွက်အမျိုးမျိုးချက်ထွင်ပြီးတော့ ပုဂ္ဂဇတရားကြီးနဲ့သာသနာနေတော့တယ်တော့တော့အရင်ကမသိဘူးဆိုတော့ဝိညာဉ်ပဲလို့မြတ်စွာဘုရားပြောအခုမျိုးတို့ခန္ဓာကိုကြည့်တော့ခန္ဓာကြောင့်ကြည့်ငါဆွဲစီတာပေါက်ပြန်နေတယ်ဘာလဲမရှိဘူးငါ့ကိုစားလို့မှတ်စီတာသဘောတရားတွေကလည်းအခုပြည့်နေတဲ့သဘောတွေပဲဒီတော့ပေါက်ပြန်တာတွေပြည့်သွားတာက ဘာဝတရားပရမတရားရဲ့ကိစ္စကိုယ်ကိစ္စမဟုတ်မိမိတို့လည်းပဲသဘောတရားကိစ္စလို့အပိုင်သိထားရင်အပြက်သိထားရင်သဘောတရားသူ့ဟာနဲ့သူရှင်ရုံအုံမဲ့သူ့ကိစ္စလည်းသူဘုဟုသတ်တော်မဟုတ်ဘူးငါမဟုတ်ဘူးသဘောတရားတို့ပြောင်းလဲပြီးတော့ ဇာတိတရားအနာတုဆိုလည်းပဲသူကိစ္စနဲ့သူပဲငါမဟုတ်တော့ဘဝတည်းလို့သူထုံးတာနဲ့သူပြည့်စည်စီပြောက်တော်လည်းပဲသူကိစ္စနဲ့သူပဲငါနဲ့မဆိုင်ဇာတိရအခုမှဩနာတိဖြစ်တာမဟုတ်သံဃာတစ်ယောက်လုံးမှာယုံနာခန္ဓာရတိုင်းပဲဒီဖြစ်မျိုးတွေကြုံရဲဒီလိုမသိလာတဲ့အတွက် ိုးရနာရသေးတဲ့သဘာဝတရားတွေကြောင်းလက်ချက်ဒီပျက်စီးမှုတွေငါထင်ပြီးတော့သောကပရိသူကဖြစ်လာတဲ့ဘဝတိုင်းဖြစ်လာပြီဒုက္ခနာလေ့ကျင့်လို့လေ့လာလို့မြတ်စွာဘုရားလက်ညှိုးခြင်းရလို့ကြည့်တော့လုံးဝငါရလို့ဆိုရမှာရှိဟုတ်ဉာဏ်ဓာတ်တွေတွေ့တယ်ပျက်စီးဓာတ်တွေတွေ့တယ်သုပ္ပိစ္ဆာတို့ ကြောင့်မြတ်စွာဘုရားခန္ဓာကတော့အာတုဒ္ဒကာယဒုက္ခိစ္စသူလုံးပါပဲတဲ့နာမှုပြင်မှုပြည့်စုံမှုမိမိကအနာတုဒ္ဒစိတ်တာမယောနဲ့ဒုက္ခိစ္စသူလုံးတာဟိုရဏရတိရဆိုခန္ဓာသူ့လို့သူလုံးတာဒုက္ခိစ္စသူဖြစ်တာမိမိတို့ဓာတ်လို့စီးလို့ကောက်ကောက်လို့မရတဲ့အနတ္တဖြစ် မိမိလိုချင်တဲ့သဘောတိုင်းမဖြစ်တဲ့အနတ္တပြန်ဒီတော့အနတ္တဖြစ်တဲ့သဘောဝတရားကိုအနတ္တအနေနဲ့ပဲသူ့သဘောနဲ့သူ့ပေါက်ပြန်နေသူ့သဘောနဲ့သူ့ပြည့်စည်တဲ့သဘောတွေဒါပြလိုက်သိမှုပါ တော်အလုံးရသုံးပါမြတ်စွာဘုရားရှင်းပြတယ်ဖောက်ပြန်တဲ့ထဲမှာငါမရှိဘူးဖောက်ပြန်တဲ့သဘောတရားလွတ်တည်နေရမှာလဲငါမရှိဘူးပြည့်တဲ့ထဲမှာငါမပါဘူးပြည့်တဲ့သဘောမရှိတဲ့နေရာမှာလဲငါမပါဘူးတောင်သက်ကငါဆိုတဲ့ဥစ္စာ ဒီသဘောတရားတွေထောက်ပြန်ပြက်နေတဲ့ဥစ္စာကိုမသိတော့အဲ့ဒါကဝန်းလာတယ်တို့အကြောင်းမသိလို့ဒုက္ခနာလေ့လာတယ်သူ့အကြောင်းသိအောင်လေ့လာဟောတကယ်တော့ရာလို့ပြောတဲ့သဘောတရားတွေကဒီဖောက်ပြန်မှုတို့ပျက်စီးနေတဲ့သိမှုတို့ပျက်စီးနေတဲ့ယုံနာနှစ်ပါးတို့ဖွဲ့စည်းထားတဲ့ဒီပရမတ်သဘောဝတရားခန္ဓာကို သူ့အကြောင်းမသိလို့ငါလို့ထင်နေကိစ္စပဲမိဘကိုကြောက်မှတ်တဲ့ကိစ္စပဲသဘောပေါက်သွားရဲ့ငါမရှိရောက်ပုံကိုတတ်တော့မရှိရောက်သိသွားတယ်တရိယာမှန်သိတယ်အတိဟာအမှန်မသိလို့သွေးယူတယ်ဒိဋ္ဌိမျိုးစုံဖြစ်ွက်မရဘူး အပေဟုပို့ဆောင်တတ်တဲ့သက်သာတည်းအတ္တတည်းဖြစ်ွက်မရအဲ့ဒီအကျိုးတွေကအများကြီးရှိတော့လူရဲ့တော့ခန္ဓာသဘာဝကိုသဘာဝတိုင်းထောက်ပြတဲ့သဘောတွေနေရာကွက်လောက်မကြောင်သေးပါပြည့်တဲ့သဘောတွေထောက်ပြမှုတိုင်းတည်ငြိမ်ခိုင်မာတဲ့ဘုံဘုံအားလုံးပြည့်ရှုစရာသိစရာဒါပဲ အဲ့ဒါကိုအချိန်မီခန္ဓာကိုအခက်ခတ်တိုက်တရိထားလိုက်တိုက်ဒါပဲရှိတယ်သူဒါပဲသူတော့တရားထိုင်နေတရားသိရဆိုတာခန္ဓာသဘာဝကိုသဘာဝတိုင်းသိတဲ့အချိန်ကတော့ ဒါတရားဆိုင်လို့ရှိတယ်မိမိတို့ချက်ပြုတ်တဲ့ရောင်းဝယ်တဲ့ဆိုတဲ့လောကကိစ္စဆောင်ရည်အဲ့ဒီအချိန်မှာဥဒရိယလို့ခန္ဓာကိုခဏလေးအကဲခံလိုက်ဟောဖောက်ပြန်တဲ့ဟိုဒီပြည့်စုံနေတဲ့ခန္ဓာပဲဒါတရားထိုင်နေတာဘယ်လိုအလုံများများခန္ဓာကိုတစ်ချက်တစ်ချက်အကဲခံလို့ရတာ ဓာတိခန္ဓာပရမတ်နဲ့ဉာဏ်နဲ့ရင်းနှီးသွားလို့အလေးချက်လုပ်တာအဲ့တော့ဘယ်မှာအကျိုးပြုမလဲလို့ဆိုတော့သင်္ခါရနိမအကျိုးပြုအင်းလည်းဒုက္ခဝင်တာကြီးများပြီးတော့သင်လောက်တဲ့ဒုက္ခခံရတဲ့ချိန်မှာဒါသဘောဝတရားလို့သူပိစသူဝဲလို့ရင်းနှီးရတဲ့ဉာဏ်ဒီအသိသိလိုက်ရင်တန်းတန်းလေးတော့တောက်ဖို့ပေါ့ အဲ့ဒါလို့ဖြစ်အောင်ကဘယုံနဲ့အဲ့ဒီခါကြရမှာသိသိရတဲ့ကိစ္စမျိုးမဟုတ်ဘူးအခုတည်းကတခါတည်းခန္ဓာကိုလေ့ကျင့်လုံလားခန္ဓာသဘောဝကိုသိတဲ့အသိနဲ့ရင်းနှီးမှုရအောင်လေ့ကျင့်လို့ဒါရိယရမေသူ့ဝင်တော်လို့ခေါ်အရိယတိကြောင့်ယုံတာတရားသဘောဝတရားပရမတ်တရားတို့၌သူ့ဝင်တော် ရင်ကြီးတယ်မိသက်တယ်ဆိုတဲ့လူဖြစ်သွားတယ်အဲ့ဒါကအလေးကြီးရခန္ဓာသဘာဝနေရာတတိုင်းတစ်ချက်တစ်ချက်ဖြစ်ပြီးအခဲခံနိုင်တယ်ဒါရင်းနှီးမှုရပါအဲ့တော့အကျင့်လေးပေါင်းအလေးတင်ရအောင်တတိထားပြီးတော့ဘာလို့ခန္ဓာကိုခဏခဏသိအောင်လို့တတိထားမှာပဲလေ every time the chain is being rolled away, the chain is being rolled away, ီတော့ဝိပဿနာရှုတယ်သတိပ္ပာလုံးအားထုတ်တယ်ဆိုတာမရှိတဲ့တရားကိုရှားဖွေပြီးတော့သိရတဲ့ကိစ္စမဟုတ်ဘူးခန္ဓာရှိပြီးသားဖြစ်တဲ့သဘောတရားတို့ဒါရှိတရားပဲလို့မြင်မြင်ဆိုဆိုတတိယကုခန္ဓာရဲ့အရှိကိုရှင်းမသိဘူးရှုတာရှိတာ ဲ့တော့အချိန်မီးသူတော်ရှုလို့ရတယ်။ကိုရှုမဲ့သိမဲ့တရားခန္ဓာမရှိနေတာပဲ။မိမျိုးစုံဖောက်ပြန်နေတယ်။ဒါတွေကိုသိရမလို့လား။ဒါပေမဲ့သူသိလို့မှတ်လို့အောင်ဖောက်ပြန်တယ်လို့သိလိုက်တာအတိတ်ကတော့ မိမိခြင်းနဲ့ဒီခန္ဓာကိုယ်ဟာခိုင်မာမှုမရှိဘူးဆိုတဲ့သဘောကိုသိအောင်သိတာတရွတ်ရွတ်နဲ့ဒီသိမှုမရှိတဲ့သဘောတွေတလှုပ်လှုပ်နဲ့တည်တတ်မှုမရှိတဲ့သဘောတွေပူရရင်လည်းနွေးတဲ့ရှင်လေးစသဖြင့်ဉာဏ်သက်မှုမရှိတဲ့ခိုင်မာမှုမရှိတဲ့သဘောတရားကြီးပဲကုန်လို့ဒီတော့ဒီခန္ဓာခိုင်မြဲမှုမရှိဘူးတည်တတ်မှုမရှိဘူး မြင်သက်မှုမရှိတဲ့ခန္ဓာပဲလို့ဒီလိုနဲ့အတိတ်သဘောပေါက်သွားပေါက်ပြန်တဲ့သဘောဒီလိုတူတူချင်းချင်းနဲ့ပြီးသွားပေါက်ပြန်တဲ့သဘောလို့တိတိုင်းတိတိုင်းမြင်သက်မှုမရှိတဲ့ရွှေရှားပြောင်းလဲနေတဲ့သဘောတရားစုပဲဓာတ်ပြီးသွားတာ မြတ်စွာဘုရားကျေဖာမြတ်စွာကြည်ပြီပါဆိုတာအင်းအဓိပ္ပာယ်ရှိတဲ့ကိစ္စထောက်ပြန်တဲ့သဘောတွေထောက်ပြန်တဲ့သဘောတွေခဏခဏကွာသိတော့သတ္တဝါဆိုတာသတ္တဝါရဲ့စိတ်ဟာခက်ခါတက်ကကြည်ရနိဝရစီဖြစ်တာအင်းနံသဘောကျမြတ်တဲ့ ကြည့်စရာတော့မပဲခဏခဏကြည့်လာရင်ဒါညင်းဟုတ်ခဏနဲ့ဖောက်ပြန်တဲ့သဘောပါနှစ်သက်စရာမဟုတ်ဘူးဒါဝစကြည့်ကလေးကလူကျင်စရာလည်းမကောင်းတဲ့သဘောတွေဒါပဲထက်ကထက်ကကြည့်ရောဘယ်နည်းနဲ့မဆိုညူးတဲ့စိတ်ဖြစ်တာတော့အမှားဓာတ်တနည်းအားရတင်လားဆိုတော့မဟုတ်ဘူးတဲ့သံပြားချီပြတကူလုံးမှာ ဘယ်နေရာမှာဆိုစောက်ပြန်တဲ့လောကမှာညဒီတိုင်းပဲဆိုတော့တခုလုံးကညီဝင်စရာဖြစ်တာညီဝင်စရာဖြစ်တာမိမိစိတ်နဲ့ရိုချင်စရာလို့နှက်သက်တော်တာစရာလို့မထင်တဲ့ချိန်ညီဝင်စရာဖြစ်တာညီဝင်ရတော့ဒီဖောက်ပြန်တဲ့သဘောကိုညီဝင်တာမဟုတ်ဘူးဒီဖောက်ပြန်တဲ့သဘောတွေစုပေါင်းတော့တခုလုံးကိုညီဝင် ဩဒီခန္ဓာရတာရုပ်ဝထုနဲ့ပတ်သက်လို့တော့ဘုံလုံးမှာဖြစ်ရှိတဲ့ခန္ဓာမျိုးစုံပါဒီလိုဖောက်ပြန်ကြောင်းနေပျက်စီးနေတာပဲလို့သိတော်မူမြင်တော်မူတဲ့မြတ်စွာဘုရားပြောတော့မိမိလက်ရှိခန္ဓာကိုဖောက်ပြန်မှုတွေပျက်စီးတာကိုသိတဲ့ယောဂီဟာဗိဓာဝါဆိုတဲ့အပြင်ဘက်အကုန်လုံးဘုံလုံးကထိအောင်ဟောတဲ့ရုပ်ဝထုမှာအားလုံးဒီနည်းပဲ ဘယ်ဘုံဘယ်ဘုရားဘယ်ဖြစ်ကိုတော့မလို့ခြင်းတော့ညှိုးတယ်ဖြစ်ပါတော့တော့ကြက်ကြက်ညှိုးတာတော်တော်မှုကင်းတယ်ဆိုဟာလူချင်းစရာနှစ်သက်စရာကိုဒီညှိုးတယ်ဆိုမှပါမလာတော့ဘလောက်ကြည့်ဒီတနေ့လုံးထိုင်ပြီးတော့ညံနေကြီးဖောက်ပြန်ပြီးပြက်နေတဲ့ဥစ္စာတွေပါလူကျင်စရာတွေ့ရစရာပေါင်းမလားတပြည့်တည်းပြည့်ပြီးတော့ရရစရာရှိတဲ့ဒုက္ခပဲတွေ့တယ် ဒါခန္ဓာရဲ့ပင်ကိုယ်သဘောဒီကြီးမွေပြခန္ဓာကိုယ်ရှုတဲ့သိတဲ့နောက်မှာမှတခြားလာတာမဟုတ်ဘူးအကြည့်များပြီးတော့အသိများတော့သိရတဲ့ကိစ္စမှလည်းပဲနှစ်သက်စရာလိုချင်စရာသာယာစရာမပါတော့ဖောက်ပြန်တဲ့သဘောတွေလိုသိကြရဲစပြီးတော့ညိုရတယ်မြတ်စွာဘုရားထက်ခါတက်ကကြည့်ပါထက်ခါတက်ကပြီးပြီးပါ သိငြိဝေတာနိဗ္ဗာန်ဝိရဇ္ဇတိဒီစိတ်ပြေးတာလေဒီစိတ်ပြေးတာသံသရာကလည်းတော့ထွက်ပြေးတာအပြင်ဘက်ကိုပြေးတာမင်းတို့ဒီလိုမဖြစ်တဲ့လာရစရာနှစ်သက်စရာတော်တာဆိုအဲ့ဒါနဲ့သံသရာတည်းနေလားလာရစရာမရှိတဲ့ခန္ဓာကိုตายဝင်လို့မှတ် လောဘကိလေသာနဲ့တဏှာဥပါဒနဲ့သာသနာလေဖို့ဒီခန္ဓာသဘာဝမသိလို့မိမောင်ကြအကောင့်ထဲထင်ပြီးတော့လက်သက်မှုတွေ့ရမှုတဏှာဥပါဒဖြစ်ပြီးလဲတာဒုက္ခနာအကြောင်းလဲအမှန်တိုင်းသိရောမိမောင်ကြမဟုတ်ဘူးတတ်တော်ရဲမလို့ခြင်းနဲ့ဖောက်ပြန်တဲ့လူတွေပြည့်စည်နေတဲ့ခန္ဓာ အမှန်တရားတော့လိုချင်တဲ့စိတ်မဖြစ်တော့ဒီသဘောတရားတွေမှာလည်းလိုချင်စရာလည်းမပါသက္ခဏာအမှန်တရားရင်တော့မြင့်ဝစရာတွေပဲမြင့်ဝတယ်ဆိုဒီသဘောတရားပေါ်မှာမြစ်သက်မှုတော်ရမှုပြောရှင်မှုမဖြစ်ဘဲနဲ့ဆန့်ကျင်တဲ့ဘဝတွေဖြစ်တာ အဲ့တော့ဒီစိတ်ကခန္ဓာမှာမနေချင်တော့ကြည်လိုက်သူမလိုချင်တဲ့ဖောက်ပြန်မှုသူမနှက်တဲ့ပြက်မှုဒီလိုတွေးစိတ်ကပြီးပေါ့။ဒါပရိစ္ဆာသန္တိသင်္ခါရီပက္ခန္တိဒီအနေနဲ့သင်္ခါရီယုံနာနမသင်္ခါရတရားတို့ပရိစ္ဆာသန္တိစုံလို့မကြည့်ရင်တော့ဒီစိတ်ကဖောက်ပြန်လာပြီးပြက်တာနှက်တဲ့စရာကြောရစရာပါရစရာမပါဘူး။ ြည့်စရာမကောင်းဘူးပြည့်စရာမကောင်းဘူးဆိုတဲ့အနေမျိုးနဲ့သက်ခန္ဓာလီအတ္တရတဲ့ဒီလိုသဘောတရားတွေမရှိတဲ့အတ္တကတာဆိုတဲ့ပြုချင်းပြင်းရင်းပြင်းတဲ့သဘောတရားတွေကိုသက်ခန္ဓာတိပြုံးဝင်စိတ်ကပြေးရပရိပတိနေရာစကားနဲ့ဆိုရင်တော့ဓမ္မကိုဖော်ဖို့ပြေးရခန္ဓာအကြောင်းမသိလို့တွေ့တာလေ အခုလိုထောက်ပြန်တဲ့ဟိုဒီပျက်စီးနေတဲ့ခန္ဓာပဲလို့သိလာရဲ့ဘလို့မတွေ့အောင်ဒီဆိုကြတောင်းသိပါလေကိုယ်ရင်သိအောင်စီအမှန်ကသိလာလို့တော့ဆွဲထားလို့မရဘူးမတွေ့အောင်ဒီစိတ်တောင်းပြီးတော့အမှန်လားသိသေး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 အဲအမှန်သိလာတဲ့စိတ်ဟာဒုက္ခစက်နဲ့သူမအတွေ့အကြုံကိုလှုပ်ပြီးတော့သွားပါလေကိုယ်လိုက်ပြီးတော့ ်အတော့ကြောင့်လွတ်လိုက်လွတ်ရတာမဟုတ်ဘူးသဘာဝသာဖြစ်နေတယ်သဘာဝကူကတွေ့တာဆရာမမကောင်းပဲထောက်ပြန်တဲ့သဘောကြီးပြင့်နေတယ်ဒါတော့ခန္ဓာရဲ့အရှိကိုရှိတဲ့အတိုင်းရထားမှုတော့ကြာကြာသိပါ ဒီခန္ဓာပံကားလော့မယ်ဒီရမအဲ့ဒီကတွယ်တာဟုတ်တယ်ပြတ်သွားတခြားတစ်ဘာလာတဲ့ဥစ္စာတော့ရှိလို့မရတခြားတစ်ဘာဟာရှိတယ်တခြားတစ်ဘာကပြတ်ဟုတ်ဒီခန္ဓာပံကားပြတ်ဖို့လို့သံဃာဆိုဒီခန္ဓာယူရဲ့ဒါကလို့ခန္ဓာပြင်ဘက်ကဖြစ်တဲ့ကိစ္စကိုမရှိနဲ့ပြောတာခန္ဓာအကြောင်းသိအောင်လုပ်တယ်ကွာ မိမိတို့ဒီခန္ဓာအကြောင်း မသိလို့မတရားဖြင့်တောရာပါရမှုတွေဖြစ်နေဓာတ်တံရလဲတဲ့တဏှာဥပါဒကံပဲဒါတော့တရားတွေခန္ဓာကိုကြည့်တယ်အမှားတိုင်းအရှိတိုင်းသဘောအတိုင်းဖြစ်နေတဲ့သဘောတရားကိုအမှန်သိအမှန်သိကြတဲ့လကူရဲဝဒီခန္ဓာတောရာစရာမရှိတဲ့သဘောတွေမိမိတို့ဒီခန္ဓာအကြောင်းမသိလို့သာအပြင်းတော့ကပုဂ္ဂိုလ်သတ္တဝါထင်းပြီးတော့တွေ့တာ သဘာဝကိုရှိပါမိမိတို့အတော်အတာကိုတမင်ဖြတ်ယူရတာပေါ့တော်ရာစရာကိုမပါဘူးပေါ့ပြန်တဲ့လူတွေပြင်နေတယ်ဘယ်လိုကသဘောကျပြန်မရှိဘူးအဲ့ဒါဒီပြည့်တဲ့သဘောတွေများများပြီးသွားရင်တော်ရာခြင်းနဲ့စိတ်ဟာလုံးဝမလာတော့ဒါကြောင့်ခန္ဓာသဘာဝကိုသဘာဝအတိုင်းသိဖို့သာကြိုးစားပါ မိမိတို့အိမ်ပြန်ရောက်တဲ့အခါမှာလည်းပဲမိမိတို့သိရမတရားကိုယ်ခန္ဓာမှာရှိနေတာလေကိုယ်ခန္ဓာထိုင်ပြီးတော့အကဲခိုက်တယ်နဲ့သူသိတာ။အော်ဒီသဘောတွေပဲ။အမှန်ရှိလို့အမှန်တိုင်းတွေ့မယ်ဖောက်ပြန်တယ်လို့။အဟုတ်ရှိလို့အဟုတ်တိုင်းတွေ့မယ်ဖောက်ပြန်တယ်လို့။ မိမိတို့စိတ်ကတခြားအာရုံတွေမရောက်အောင်သတိနဲ့ထိန်းပြီးတော့ခန္ဓာကြည့်ကိုယ်သိရမတရားခန္ဓာမှရှိတာဟုတ်လုံရတာလေနှခုစိတ်ဟာပြင်ပကကိလေသာစီလျှောက်ပြေးလာတယ်မြင်မှုကြားမှုနာမှုစသည်ဖြင့်ကိုယ်ခန္ဓာထဲမှာမနေဘူး ဲ့တော့တတိလေးထားပြီးတော့ခန္ဓာမှာရှိအောင်တတိထားပြီးတော့အမိတရားလေးခန္ဓာမှာလွှတ်လိုက်အမှန်ကန်သိတတ်တဲ့ထိမ့်ပေးမယ်ညာလည်းပဲသူ့ကိုယ်ကဲမှုလည်းခန္ဓာရဲ့အမှန်သဘာဝတရားတွေကိုလေ့လာတယ်ကြောရောနဲ့ဖောက်ပြန်တယ်တရှိရှိနဲ့ဖောက်ပြန်တယ်ဓမ္မုတ်လုံးနဲ့ဖောက်ပြန်တယ် အေးလိုက်ပူလိုက်ဖောက်ကြတာတောက်လိုက်တင်းလိုက်ဖောက်ကြတာဘလို့လို့တခုမဟုတ်တခုတွေ့ရတာတွေ့တွေ့တဲ့တိုင်သိဖောက်ပြန်တဲ့သဘောတွေပါလားတော်တော်လေးသိလဲတော်တော်ကြီးဝင်ပြန်ဖြစ်လာသို့တော်လည်းပဲခန္ဓာသဘောကဒါပဲရှိတဲ့အတွက်ဆက်ခါဆက်ခါကြီးပူပြီးတော့ညှိဝင်ပြန်ဖြစ်ပြီးတော့ဒီစိတ်အတွေ့တာလွတ်သွားတာလွယ်လွယ်လေးပဲသို့တော်ယောဂီတောင်းလာကိုယ်ခန္ဓာရဲ့သဘောဝတရားကို အောင်ပြန်နေတယ်ဒီတခုစွန်းမင်းမသိဘူးလို့ဒါပဲဒီပါကိုတောင်းမှာထားတယ်ဒါကြက်ကြက်သိတာနဲ့အတော်တော်လွတ်တော့အချိန်နဲ့တော့ ဖိယမတရားဒီကိုယ်ခန္ဓာနာမှာဖြစ်တဲ့တွယ်ကိုယ်ခန္ဓာမှာရှိတဲ့တွယ်ကိုယ်ခန္ဓာလွယ်ပြီးတခြားမပြီးလဲခန္ဓာသဘောဝဖွဲ့စည်းစားတဲ့သဘောတရားဖောက်ပြန်တဲ့သဘောတွေပြည့်တဲ့သဘောတွေဒါတွေပဲရှိတဲ့တွယ်ဒါတွေပဲများများသိဖို့ကြိုးစားပါ 刚也屏蔽了你。哎